်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ရဲ့ခြေထောက်ကိုချီးမွမ်းပါတယ်စိတ်ရှိတော်မူသောဖခင်ဆိုတဲ့ကောင်းစဉ်နဲ့ရှင်ပေသူဩဝါဒစာဒုတိယဆောင်အခန်းကြီး၃အငယ်၉ကိုဆင်ခြင်သွားခြင်းပါတယ် လူအချို့တို့သည်နှီးချင်းကိုမှတ်သည့်အတိုင်းသာရပြားသည့်ဂတိတော်အရာမှာနှီးတော်မမူငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲရှိသည်များတို့သည် နောင်တရစေခြင်းကအလိုတော်ရှိ၍ငါတို့ကိုတီးခံတော်မူ၏ကျွန်တော်ယဉ်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ဖိအားတွေအားလုံးနဲ့အတူဘုရားသခင်ကကျွန်တော်တို့ကိုချစ်ပြီးတော့ကျွန်တော်တို့အပေါ်မှာစိတ်ရှိချောင်းဒီနောက်ဘက်တော်အရာတိမတ်ထားဖို့လိုပါတယ် ကျွန်တော်နေ့စဉ်ပြုမူနေတဲ့အသက်တာအားဖြင့်ဘုရားသခင်ကို စိတ်ပြည့်စေတယ်လို့ခံစားဘူးသလားကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးအထက်မှာအညံ့ဆုံးနဲ့မထိုက်တန်ဆုံးလို့ခံစားဘူးသလားကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပူခိုင်ခန့်စေပြီးတော့လွယ်လွယ်နဲ့စိတ်ဓာတ်ကိုလျှော့မပစ်ခြင်းနဲ့စိတ်တော်တော်သားများရှိနေမလားကျွန်တော်လိုချင်တဲ့ဝိညာဉ်ရာရင့်ကျက်မှုအဆင့်ကိုဘယ်တော့မှ ရောက်ရှိမှာမဟုတ်ဘူးလို့ခံစားဘူးသလား ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့တစ်ချိန်မဟုတ်တစ်ချိန်ချိန်မှာတော့ဒီလိုမျိုးတွေခံစားခဲ့ကြဖို့မှာဖြစ်တယ်။ကျွန်တော်အနေနဲ့ဘုရားသခင်နဲ့အတူရှောက်လန်းခြင်းကိုဘုံကြည့်တဲ့အခြေအနေတစ်ခုကနေနောက်အခြေအနေအဆင့်တစ်ခုကိုဆက်ပြီးတော့တက်လန်းသွားခြင်းပေမဲ့လည်းလောကကြီးထဲမှာနေတဲ့အချိန်အတွင်းဝိညာဉ်သဘောမှာဇာတိသဘောနဲ့တွဲဖက်နေတဲ့အတွေ့အကြုံလို့ယုံကြည်သူခရိယန်ရဲ့အသက်တာ ရင့်ကျက်စွာခြေလမ်းတွေကိုရှေ့ကိုတိုးသွားရမယ်အစားနောက်ပြန်ဆုတ်သွားလိရှိတတ်ပါလေဒီနေ့ကျွန်တော်တို့အတွင်းစိတ်ရှည်တိခံပြီးနေတဲ့ဘုရားသခင်အားဖြင့်ကျွန်တော်တို့အနေနဲ့ဒီလိုခံစားချက်တွေကနေတဆင်ဆက်ပြီးတော့အောင်မြင်ကျော်လွှားသွားနိုင်တဲ့အဆင့်ကိုဆက်ပြီးတော့တက်လန်းသွားနိုင်ပါလေတမန်ကျမ်းစာမှာရှိတဲ့ဝိညာဉ်ရာကြီးမားတဲ့သူတိုင်းဤပါကတိတာတဲ့ဆုတ်ယုံမှုဒါမှမဟုတ်ကြာရှုံးမှုတွေရှိခဲ့ကြပါတယ် ဥပမာအနေနဲ့သခင်ယေရှုခရစ်တော်အဖန်ခံရတဲ့ညမှာပေတရုဟာခရစ်တော်အတွေ့ယက်တီဖို့အခွင့်အရေးရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအစာသူဟာကိုရောကိုမသိတဲ့အကြောင်းညင်းဆူခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းတမန်တော်အခန်းကြီး1ကိုကြည့်မယ်ဆိုရင်ပင်တေကုတ်တေပွဲနေ့မှာဘုရားသခင်ကသူ့ကိုအသုံးပြုဖို့လိုအပ်တဲ့အတွေ့အကြောင်းလို့ဘုရားသခင်ကလူပေါင်း3000ကိုခရစ်တော်စီကိုပို့ဆောင်ပေးဖို့အတွက်ပေတရုကို အသုံးပြုခဲ့ပါတယ်။ဒါကတော့ပေတရုအပေါ်မှာစိတ်ရှည်တည်ခံပြီးတော့အသုံးပြုခဲ့ခြင်းပဲဖြစ်တယ်။ဘုရားသခင်ကသူ့ရဲ့ဂရုတော်နဲ့ပတ်သက်ပြီးတော့မှတစ္ဆာရှိနေတယ်လို့ကျွန်တော်တို့ကိုမပျက်စီးစေဘဲနောင်တရဖို့အလိုတော်ရှိပြီးတော့တည်ခံခြင်းကြောင့်ပဲဖြစ်တယ်။ဒါကကျွန်တော်တို့အတွက်တည်ငြိမ်ကောင်းပဲဖြစ်တယ်။အမှန်တကယ်ပဲတည်ငောင်းကတော့ဘုရားသခင်ကကျွန်တော်ရဲ့အာနေပြော့ညံ့ချက်ကိုနားလဲပါတယ်။တရား၃ခုမြောက်သောဆက်လံအငယ်၁၄မှာ အကြောင်းမူကားငါတို့ကိုခန္ဓာကိုတည်တော်မူ၏ငါတို့သည်မြေမုံဖြစ်ကြောင်းကို အောင်းမေတော်မူ၏လို့ဆိုထားတဲ့အတွက်ကြောင့်ဘုရားသခင်ကကျွန်တော်ရဲ့ဇာတိကိုခန္ဓာအကြောင်းကိုသိနေပါတယ်ဇာတိအားနည်းမှုတွေကို သိနာလည်ထားပါတယ်ကိုတော်ကကျွန်တော်တို့ဘသူဖြစ်တယ်ဆိုတာကိုသိတော်မူတာဖြစ်တဲ့အတွက်ကြောင့်တမန်ကျမ်းစာထဲမှာကြီးမြတ်တဲ့တမန်တော်တယောက်ဖြစ်တဲ့ပေါလုတောင်မှသူ့ရဲ့အားနည်းချက်ကိုရင်ဆိုင်ခဲ့ရပါတယ် ယောမအခန်းကြီး9ထဲမှာသူဟာသူမလောက်ချင်တဲ့အရာကို မကြာခဏလောက်ခဲ့ပြီးတော့လောက်တဲ့လောက်ထိုက်တဲ့အရာကို မလောက်တဲ့အကြောင်းကိုဝန်ခံခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာပြာသခင်ရဲ့ကျေးဇူးတော်အပြည့်သူ့ရဲ့ဇာတိကိုကျော်လွှားအောင်မြင်ခဲ့ပါတယ်။ပြာသခင်ကစိတ်ရှိသီးခံပြီးတော့ကျွန်တော်တို့မကြာခဏပျော့ညံ့ညံ့ဖျင်းတတ်တဲ့အကြောင်းကိုနားလည်ထားပါတယ်။မောရှိကို ဘုရားသခင်လိုအပ်တဲ့အတွေ့အကြုံဘုရားသခင်ရဲ့အလိုတော်နဲ့အညီအသုံးပြုလာနိုင်တဲ့သူတယောက်ဖြစ်ဖို့အတွက်ထွံ့မြောက်ရာချမ်းအခန်းကြီးနဲ့အငယ်17ရဲ့တမန်တော်အခန်းကြီးခွန်အငယ်22ကနေ23နဲ့ထွံ့မြောက်ရာချမ်းအခန်းကြီးခွန်အငယ်ခွန်တို့ကိုကြည့်မယ်ဆိုရင်နှစ်ပေါင်း40အချိန်ယူခဲ့ကြောင်းကိုတွေ့ရပါတယ်ဘုရားသခင်ကဒီနေ့ကျွန်တော်တို့အပေါ်မှာလည်းပဲအဲ့ဒီအတိုင်းပဲဖြစ်ပါတယ်မြတ်တာရှိတဲ့အဖတယောက်လိုပဲဘုရားသခင်ကကျွန်တော်တို့သွားတဲ့လမ်းကို ညင်သာစွာနဲ့လမ်းညွန်ပေးပါတယ်ကျွန်တော်အသက်တာကာလဒီလိုမျိုးတိခန့်ခြင်းမှာမရှိသလောက်ရှားမှာဖြစ်ပေမဲ့ဘုရားသခင်ကသူ့ရဲ့ဂရုတော်တွေကိုအမြဲဖြည့်ဆည်းပေးနေပါတယ်အခုအချိန်မှာဘုရားသခင်ကကျွန်တော်ဘဝမှာစိတ်ရှည်စွာလှုပ်ဆောင်နေပါတယ်ဘုရားသခင်အလိုတော်လမ်းကနေလွေသွားတဲ့အခါတိုင်းမှာလည်းပဲကိုရောကကျွန်တော်တို့ကိုသူ့ရဲ့အထံတော်ကိုပြန်ပြီးတော့မှခေါ်တော်မူပါတယ်သူဟာကျွန်တော်တို့ကိုစစ်မှန်တဲ့သူ့ရဲ့သားသမီးတယောက်ဖြစ်ဖို့ ယုံကြည်သူတယောက်ဖြစ်ဖို့လေ့ကျင့်ပေးပါတယ်။ဒါကြောင့်ကျွန်တော်တို့ဝန်ခံအသက်ရှင်နေဖို့ကတော့ဘုရားသခင်ကသူ့ရဲ့ဂရုတော်တွေဖြစ်စီပေးရမှာပေတော့မှနောက်မကျပါဘူး။ကျွန်တော်အပေါ်မှာစိတ်ရှိပြီးတော့ကျွန်တော်တို့ရဲ့ချိုးယွင်းချက်တွေကိုသိပါတယ်။ဘုရားသခင်ကကျွန်တော်ကိုသခင်ယေရှုခရစ်တော်နဲ့ပိုတူလာစေဖို့အတွက်လှုပ်ဆောင်နေပါတယ်။ဒါကြောင့်ယောမအခန်းကြီး၈အငယ်၂၉မှာဘုရားသခင်ဤသားတော်သည် အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း ပြာသခင်သည်ရှေးမစွာကတည်တော်မူသောသူတို့ကိုတားတော်ဤပုံဒရန်နှင့်တညီတည်းဖြစ်စေခြင်းကရှေးမစွာကခွဲခတ်မှတ်သားတော်မူဤလို့ဆိုထားပါတယ်ကျွန်တော်လမ်းလွဲနေတဲ့အခါမှာလည်းပဲကျွန်တော်အပေါ်မှာစိတ်ရှိပြီးတော့အထံတော်ကို ပြန်ပြီးတော့မှခေါ်ဆောင်တဲ့ဘုရားသခင်ဖြစ်ပါတယ်ဂျာနာစင်ကျင်ခဲ့တဲ့သူတိုင်းဘုရားသခင်ရဲ့စိတ်ရှိတော်မူခြင်းကိုသိမှန်းပြီးတော့နောင်တနဲ့အတူဂရိတော်တွေကို အပြည့်အစုံ ြန်လည်ရယူခံစားနိုင်ကြဖို့ဘုရားသခင် အတူရှိပြီးတော့ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်။